ဟာလိုမဲမင်္ဂလာပါဒီနေ့မှာတော့ဂျူနီယာကဒီအိုဆာကာမြို့ရဲ့ signature နေရာတစ်ခုကိုခေါ်သွားပြီးမှဖြစ်ပါတယ်အဲ့ဒီနေရာမှာကျွန်တော်ကဒီနေရာနှံ့တော့အောင်လို့ပေါ့နော်နှစ်နာရီလောက်ဒီမှာအဲ့ဒီနေရာမှာပတ်ကြည့်မှဖြစ်ပါတယ်ဆိုတော့အတူတူသွားကြည့်လိုက်ရအောင်ပါဆိုဆိုရင်တော့ကျွန်တော်ရောက်နေပါပြီဘောနော် ကျွန်တော်အိမ်နဲ့ဒီနားနဲ့ဆိုလို့ရှိရင်စပိန်နဲ့လာလို့ရှိရင်15မိနစ်လောက်ပဲရှိတယ်ဗျာကိုနဲ့နေတဲ့နေရာလေးမှာလို့မျိုးနေရာကောင်းကောင်းလေးတစ်ခုရှိတော့အမြဲတမ်းလိုလိုလာပြစ်တယ်ဗျာအခုစင်လည်းဒီမှာတော်တော်လေးလာနေပြီဒီမှာစင်တော့ဘယ်လိုပြောရမလဲလုံးဝကိုစောင်းရသည်ဆန်နဲ့မြင်ကွင်းလေးဖြစ်နေပါပြီဘောနောတည့်ရွက်တွေကလည်းရောင်ကြောင်းပြီးတော့မှတော်တော်လေးလာတယ်ကျွန်တော်အစောကကျွန်တော်ပြောထားတဲ့ဒိုင်ဒီထဲမှာကျွန်တော်က2နာရီလောက်ပြီးတော့မှရှောက်ကြည့်ဖြစ်သွားတယ် ဆိုတော့ခင်ထားတဲ့အတိုင်းပါပဲတနင်္ဂနွေနေ့ဆိုတော့လူကတော်တော်လေးကုန်များတာပါ ော်တော်လေးကိုများပါတယ်စတာဘက်မှာတန်းကိုမအရှည်လိုက်ကြီးကိုတန်းနေတာပါအမှန်စင်လဲအဲ့လိုမျိုးတပ်ပုံရိုက်ဖို့နေရာတွေလုပ်ပေးတာကတော့တော်တော်လေးမိုက်ပါတယ် နေရောအများတန်းလာဖြစ်တယ်ဆိုပေမဲ့အဲ့လိုမျိုးကရိုးမတော်ဘူးကြာသူကຫນွေဦးဆိုလို့ရှိရင်လည်းဆာကူရာပန်းနေရောဘောနော်တုံရဲလုံးအဲ့လိုမျိုးတော်တော်လေးလှတယ်ဒီမှာကကြတော့အဲ့လိုမျိုးတဘာဝပတ်ဝန်းကျင်လည်းပထိန်သိမ်းထားတဲ့ခါကျတော့ဘေးရာသီကျရင်လည်းတိရွတ်တွေနဲ့စိမ့်ဆိုပြီးတော့တောင်ကုန်းလည်းဖြစ်တဲ့အတွက်လေးတဖြူဖြူနဲ့ကျွန်တော်ကြိုက်တဲ့နေရာဒီဘိုက်လေးကိုမှပေးနိုင်ပါတယ်ပြီးတော့အခုဆောင်းဦးဆိုလို့ရှိရင်လည်းဒီမှာ တည့်ရဲ့အတိုင်းပဲဒီလမ်းတစ်လျှောက်လုံးမှာဆိုလို့ရှိရင်ဂင်ဂိုဘင်တွေတန်းလာတာဗျာဒီမှာဆင်လဲအဲ့လိုမျိုးကင်မရာတပ်ပုံရိုက်နေတဲ့သူတွေပေါ့နော်အများကြီးလာတယ်ကင်မရာမင်းနေကြတာမဟုတ်ဘူးကျွန်တော်ဘလော့ရောတပ်ပုံကိုရိုက်မယ်ဆိုလို့ရှိရင်တော်တော်လေးကိုမလွယ်လို့မို့တော်တော်လေးကိုမလွယ်လို့မို့ယူကိုမယူခဲ့တာပါပေါ့နော်ပြောရဲဂင်ဂိုရွက်ကြပါမယ် တော့ gain ကိုရလောက်ကောင်းပါလေဒီကျွန်တော်တို့နိုင်ငံမှာတော့ဘယ်လိုခေါ်လဲမသိဘူးကျွန်တော်တို့နိုင်ငံမှာဒါမျိုးရွက်ကရှိလည်းမရှိဘူးဘယ်လိုခေါ်လဲဆိုတာကတော့မြန်မာလိုဘယ်လိုခေါ်လဲကျွန်တော်မသိဘူးတကယ်တန်းအနာတော့ဆိုတော့တော်တော်ကြီးကိုမှာလှပါတယ်ဟောကျွန်တော်ကတော့တော်တော်လေးကြိုက်ပါတယ်တော်တော်ကြီးလာပါတယ်ကျွန်တော်မနှစ်ကလည်းဒီနေရာကိုကျွန်တော်လာပြီးသွားပြီ ကျွန်တော်အစောနာကရှောက်နေတာကကျတော့ဒါဘန်းကန်ပတ်လန်းဟိုအပြင်ဘက်ဆုံးပတ်လန်းပေါ့နော်ဆိုတော့အဲ့ဒီကနေပြီးတော့မှဒီအတွင်းနဲ့နဲ့ကြတဲ့ပတ်လန်းကိုကျွန်တော်ခင်ရှောက်ကြည့်ပါမယ်ပေါ့အတွင်းမှာပတ်လန်းမှာကျွန်တော်လည်းဂျုံနဲ့ကပ်ရဲပါမယ်ဂျုံရှိပါမယ် စွန်ကတော့ကျွန်တော်တွေ့ဦးသမျှလော်စွန်ထဲမှာအသေးဆုံးပါပဲဒီကသေးတဲ့လော်စွန်ကကျွန်တော်ဒီဘူဒာထဲမှာညာရှိမလားမသိဘူးတမလို့အာကျွန်တော်ထင်ဒီဆူရူဟာရှိဘူဒာထဲမှာ7 11တေးတေးလေးရှာတကူရှိတယ်အဲ့လိုမျိုးပါဘောနော်ဒီမှာရားတဲ့နေရာမှာစိုင်ဖွင့်တာမလဲဘာလဲမသိဘူးပေါ့နော်အဲ့လိုမျိုးပြလိုက်အဟောင်းလိုမျိုးပုံစံမျိုးတစ်ခုရှိတယ်ပြဒီကောင်ကတော့ချိတ်ပိတ်ခံရချိတ်ပိတ်ခံရတာပေါ့နော် ။ဘာကြောင့်လဲတော့ကျွန်တော်လည်းမပြောတတ်ဘူး။ကျွန်တော်ကတော့တော်တော်လေးစိတ်ဝင်စားရတယ်။အစာအုပ်ကလည်းတော်တော်လေးဟောင်းနေပြီ။နှွယ်ပြင်းတွေဘာတွေတက်ပြီးတော့မှဘသူမှလည်းအဲ့လိုမျိုးရလာပြီးတော့မှတန့်ရှင်းလောက်တဲ့ပုံလည်းမပေါ်ဘူး။ပြစ်ထားလိုက်တဲ့ပုံစံဖြစ်နေ။အခုဆိုရင်ဒါကျွန်တော်ကဒီအိုဆာကာဂျောရဲ့ဝါရမလဲဆိုတောင်ဘက်မှာရှိတယ်ဒါလူကူကုန်းကြော်တာဒါပေါ့ရောက်နေတာဖြစ်ပါတယ် တော်တော်လေးကိုမှလပါတယ် sorry ဒါကျွန်တော်မှားပြောတာပေါ့နော်တကယ်တော့တရားကကြတော့ဒီအိုဆာကာဂျောရဲ့အိုဆာကာကာဆေရဲ့နောက်မြောက်ဖက်မှာရှိတာဖြစ်ပါတယ်တောင်ဘက်မဟုတ်ပါဘူးနော်ဂျူနီယာအစောကပြခဲ့တဲ့ဟာကြတော့ဒါ အပြင်ဘက်ကဂျုံပေါ့နော်ဒီတစ်ခုအခုကြည့်နေတဲ့ဟာကျတော့ဒါကကျတော့အတွင်းဘက်ကဂျုံဖြစ်ပါတယ်အိုဆာကာဂျိုးကဒါဂျုံနှစ်ထပ်ရှိတာဖြစ်ပါတယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်အိုဆာကာဂျိုးကိုဒီဝင်ဝင်ချင်းဘက်ကပဲတက်တာပေါ့နော်ဒါပေမဲ့ဒီနေ့တော့ဒီဘက်ကနေကြောင်းတက်ကြည့်ပါမယ်ပေါ့ပုံမှန်မဟုတ်တဲ့နေရာနေကြောင်းတက်ရတာအဲ့လိုမျိုး feeling တက်ရတာပေါ့နော် ကျွန်တော်ထင်ဒီဟိုမှာစပိန်နဲ့တက်ချင်လို့ချင်းဒီဘလန်အနေတက်မှရမယ်ဒီမှာကကြောက်စပိန်တက်စရာအလိုမျိုးကလုံပေးထားတယ်ဟိုဘလန်မှာကျတော့လှေကတိတွေပဲရှိစပိန်တက်စရာနေရာလုံမပေးထားထင်ထားတဲ့အတိုင်းလူကတော့တော်တော်အကြီးကိုများတာပါ ဝါ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 ကျွန်တော်တို့ကဒီအိုဆာကာကျော်ရဲရိုက်တဲ့ဝင်မယ်ဆိုလို့ရှိရင်ပတ်စံပေးရပါတယ်ဗောနော်တယောက်ကောင်မှ1200လာမသိဘူးအဲ့လောက်ရှိတယ်ဗျဆိုတော့ သူကကျတော့မျိုးမျိုးပေါ့နော်ဂရုလိုက်ဝင်တယ်ဆိုလို့ရှိရင်အဲ့လိုမျိုးဒစေရတမျိုးပေါ့နော်ကလေးစင်စေရတမျိုးလူကြီးစင်စေရတမျိုးအဲ့လိုမျိုးအမျိုးမျိုးရှိပါတယ်ပေါ့နော်သူများတွေလည်းဒီကိုလာပြီးတော့အဲ့လိုမျိုးပြခီမိုနိုတွေနဲ့တပုတ်ရိုက်နေကြတော့ပေါ့နော်ကျွန်တော်လည်းတရက်လောက် လာပြီးတော့မှရိုက်ချင်ပါတယ်ပေါ့နော်ကျွန်တော်ဝယ်ထားတယ်ဒီခီမိုနိုနဲ့ဒါဓာားနဲ့ပေါ့နော်ဆာမူရိုင်းဒီဇိုင်းနဲ့နောက်ကဒီအိုဆာကာဂျောနဲ့တစ်ခါလောက်တော့တပုတ်ရိုက်ချင်ပါသေးတယ် ျွန်တော်ဒီကိုဘယ်နှခါပဲရောက်လာရောက်လာဗျာအဲ့လိုမျိုးကျွန်တော် မရောက်သေးတဲ့နေရာကရှိကိုရှိသေးရကျွန်တော်မသွားပြစ်ဘူးပေါ့နော်တော်တော်နဲ့လူတော်တော်များများလဲအဲ့ဒီဘက်ကိုမသွားပြစ်တော့ဘူးထင်တယ်ဆိုတော့အဲ့ဒီနေရာကိုကျွန်တော်ပြပါမယ်ဒီဘက်ပိုင်းဖြစ်ပါရင်အဲ့ဒီနာဟိုးဟိုထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖရာအကြောင်းတစ်ခုရှိသေးရပေါ့နော်ဒါပေမဲ့ကျွန်တော်မတရားဖြစ်ပါဘူးအဲ့ဒီစီ အခုဆိုရင်ကျွန်တော်တို့ဒီမှာ၄နိုင်ခွဲနေပြီပေါ့နော်၄နိုင်ခွဲနေပြီဒီမှာကကြောင့်နေဝင်တာဆောင်းဦးရာဒီဆိုအရန်မြန်တယ်ဆောင်းရာစီစဉ်ပို့တော့မမြန်သေးဆိုတော့ပက်လဲသွားပြီဆိုတော့အေးတော့ပါမယ်ဒါလုံးဝကုန်မဆောင်းဦးရဲ့အရာတော်ခံစားရအောင်လို့ဒီကောင်ကတော့ winner edition ဖြစ်ပါရဲ့ ဘုံပြမိုင်းတဲ့စကားကိုမအကျယ်ကြီးပြောနေတာလုံးဝ energy အပြည့်နေမြားလို့မျိုးဩပြောလို့မရဘူးဗျာဩပြောလို့ရှင်အားလုံးကိုဝိုင်းကြည့်လေဒီနိုင်ငံတကာနိုင်ငံရဲ့ဒီအစင်တန်းကသူတို့နိုင်ငံရဲ့သဘောဝပတ်ဝန်းကျင်ကိုကြည်ရင်သိတာလေဆိုတော့အဲ့ဒီစကားကိုကျွန်တော်လက်ခံပါတယ် ဂျပန်မှာကဒီကျွန်တော်တို့လူမျိုးတွေနဲ့မတူတာကကြတော့ဘောနော်သူတို့ကဒီအစိုးရကတတ်မှတ်ထားလို့ဒီတဘာဝပတ်ဝန်းကျင်ကိုလိုက်နာတာဆိုတာမျိုး ထိမ့်သိမ်းတာဆိုတာမျိုးမဟုတ်ပဲနဲ့ဗျာလူတယောက်ချင်းဒီတယောက်ချင်းစီကနေပြီးတော့အဲ့လိုမျိုးတဘာဝပတ်ဝန်းကျင်ကတော့ထိမ့်သိမ်းရမယ်ဆိုတဲ့အသည့်စိတ်မျိုးရှိတာဗျာအားတော့ကျွန်တော်တို့နိုင်ငံနဲ့တော်တော်လေးကွဲမယ်လို့ထင်ဒီကြောက်သဘောရကြတော့ကျွန်တော်ရဲ့ favorite နေရာလေးဖြစ်ပါတယ်ကျွန်တော်တော်တော်သဘောကျပါတယ်ဘောနော်ကျွန်တော်ကကြတော့နေဝင်ချိန်ကြိုက်တာဆိုတော့ဒီနားလေးကနေဝင်ချိန်ကောင်းကောင်းကြည့်လို့ရတယ်ဘာဖြစ်ရောဒီမှာကြည့်လိုက်ရဒီနားမြင်ရတဲ့ဟာဝါးဝါးဝါးတော်တော်ကြီးကိုလှပါတယ်ပြီးလို့ချင်းဟိုးကိုပဲချမ်းကနေရတခုဘောနော်ဒီအိုဆာကာကျောင်းနဲ့ကဲ့ရဲ့ဒီပဲချမ်းကနေရာမှာလဲနေဝင်ချိန်ကြည့်လို့လှပါတယ်ဒါကတိမ်နေမရှိလို့မို့ အလောက်ကြီးမဟုတ်တာတကယ်လို့တိမ်နေရှိလို့ရှင်တော်တော်လေးလာတယ်ဟိုးဟိုတွေကတိမ်အယောင်တွေကိုကြည့်ကြည့်လိုက်နေဝင်ချိန်လာတာကဒီဆောင်းဥရာဒီဖြစ်ပါလေဆိုတော့ကျွန်တော်ဒီမှာတစ်နှစ်လောက်နေလာတယ်ပေါ့နော်ကျွန်တော်ကြည့်ကြည့်ကျွန်တော်နေဝင်ချိန်အဲ့လိုမျိုးပေါ့နော်ဆန်ဆက်လာပါလေဆိုတော့ကျွန်တော်ထင်တယ်ဒီဆောင်းဥရာဒီရဲ့နေဝင်ချိန်တိမ်တောက်တာကအလှဆုံးပဲဘယ်ရာဒီနဲ့ပဲရှင်းရှင်းနားတကယ်ပဲ

ျွန်တော်ဒီမုံမီကြီးအပင်လိုက်ရှာတာပေါ့နော်တော်တော်လေးကိုလိုက်ရှာလိုက်ရပါတယ်ဒီမှာပါပေါ့နော်ကျွန်တော်နောက်ကဟာကဒါကမုံမီကြီးပင်ဖြစ်ပါတယ်ဆိုတော့ပြပါမယ်မုံမီကြီးရွက်ကဒါမုံမီကြီးရွက်ပေါ့နော် ော့ဒီတခြားစီကိုသွားရတာနဲ့ဆောင်လို့ရှိရင်အိုဆာကာကျောကိုလာရတာပို့ပြီးတော့မှသဘောကျပါတယ်အဲဒါကြောင့်မို့လဲအမြဲတမ်းလိုလိုလာဖြစ်တာဖြစ်ပါတယ်ကျွန်တော်ဒီကိုလာတာကျတော့ကျွန်တော်လိုရောအေးစစ်စစ်ဖြစ်တဲ့ခံစားချက်မျိုးခံစားရတယ်ကွာစိတ်အေးလက်အေးဆိုတဲ့ခံစားချက်မျိုးခံစားရတယ်အဲဒါကြောင့်မို့ဒီကိုခဏခဏလာဖြစ်တာဖြစ်ပါတယ်โอเคပါကျွန်တော်ကဒီနေ့ဒီနေရာမှာလဲပြီးလို့ရှိရင်ကျွန်တော်အလုပ်ကိုမှ ျွန်တော်ဒီပတ်တိုင်းအလုပ်ကိုမှတန်းသွားရမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ရောက်ကိုကျွန်တော်နေ့လေနေ့လေညနေ3 3နာရီခရဲကနေပြောမှလာတာပေါ့နော်အခုဆိုရင်ဒီနေ့9နာရီထိုးနေတော့ပြီ real ဒီမှာ9နာရီနဲ့တမီနဲ့ရှိနေပါပြီဆိုတော့ဒီ2နာရီလောက်ပေါ့နော်ဒီအိုဆာကာကျောင်းမှာပဲကျွန်တော်ပတ်လည်လိုက်တယ်ဆိုတော့တကယ်တမ်းတော့ကျွန်တော်ဒီအချိန်ကိုကျွန်တော်ပတ်တိုင်းကြောက်လုပ်မယ်ဆိုလို့ရှိရင် ဂျပန်ရန်ငွေ2600လောက်ရပါမယ်ဆို2600လောက်ဆိုမြန်မာငွေနဲ့ဘယ်လောက်ရှိမလဲဆိုတော့မြန်မာငွေဒီ6000 yes sir can take picture of mine okay sir bye bye this one sir with this one three, two, one. Three, three, two, one. Three, two, one. Three. Yeah, I'm expecting you to. Yes, I'm beginner. Yes. โอเคโอเคဆက်လို့ခါလေးချက်လို့ရှင်ဘလာပြန်လာတက်ပုံကြိုက်ပေးပါအောင်ဆိုတာမျိုးရှိကျွန်တော်ခုနပြောတာဘယ်မှာရောက်သွားပြီဆိုတော့မြန်မာငွေနဲ့ဆိုလို့ရှိရင်ကျွန်တော်ဟိုဘောင်း1000ရောက်ရှိနေပြီဆိုတော့ကျွန်တော်ကလာအိမ်ထဲမှာနေရတယ်သူတွေပြင်းနေမှာမဟုတ်စုတော့ဆိုပြီးတော့ဒီအိုမှာခေါ်လာပေးတယ်ဘောင်းတော့ဒီကြည်နေတဲ့သူတွေကကျွန်တော်ကိုဗာပြန်ပေးမှလဲဆိုတော့ကျွန်တော်တောင်းပါလားခင်ဗျားတို့ပြန်ပေးမှလားဆိုတော့ မပေးခြင်းနေပေးခြင်းပြကျွန်တော်ကတော့တောင်းရပါမယ်မတောင်းလဲဆိုတော့ကျွန်တော်ဗီဒီယိုကို like and follow လုပ်သွားပေးပါပေါင်းဆိုခြင်းပါရယ်လုပ်သွားပေးကြပါအောင်ပေါင်းဆိုခြင်းတော့မဟုတ်လုပ်ကိုလုပ်သွားပေးကြပါအောင်ကျွန်တော်ဒီကနေပြီးတော့မှပြန်มาတော့မယ်ပေါ့เนาะဒါဒီပန်းချံမှာကျွန်တော်နှစ်နာရီလောက်ပတ်လည်ပြီးသွားပြီး နောက်ထပ်ဥစားကမှာတနည်းအားသွားပြဆိုလို့ရှင်ဘယ်နေရာကိုသွားစီခြင်းလဲပေါ့နော်အဲ့ဒါလေးကိုကျွန်တော်မေးခြင်းပါတယ် comment မှာတစ်ချက်လောက်ပြောသွားပြကြပါဦး Okay အခုကတော့ကျွန်တော်ဒါဥစားကမြို့ရဲ့ဒါ signature ပြတဲ့ဥစားကဂျောကုံမှာလဲပြသွားတာဖြစ်ပါတယ်ဒီတက်လှတဲ့နေရာလေးရှိတယ်ဆိုလို့ရှင်ကျွန်တော်ကိုပြောပြပေးပါပေါ့နော်ကျွန်တော်သွားကြည့်ခြင်းပါတယ်ဒီမှာကဒါညဇေးတန်းပေါ့နော်ဇေးတန်းရှိပါတယ်ပေါ့နည်းနည်းလေးဒီနားလေးဆန်ရိုမန်ဖြစ်တယ်ဒါကြီးမှာထိုင်ကုန်လေးနဲ့မြီးအိမ်လေးနဲ့ ဆိုတော့အဆုံးထိကြည်ပေးလို့ကျေးဇူးတင်ပါတယ်ဆိုတော့နောက်ဗီဒီယိုတွေမှာထပ်တွေ့ပါမယ်ဘိုင်ဘိုင်